မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းဖြူးမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာရှိတဲ့တိုးကြီးကရင်ရွာရဲကင်းစခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီတပ်သား3ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ29ရက်နေ့ကဖြူးမြုံနယ်ရန်ကုန်မန္တလေးအမြန်လမ်းသစ်ပေါ်မှာရှိတဲ့တိုးကြီးကရင်ရွာရဲကင်းစခန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးတော့ဒဏ်ရာရှိသူတွေလည်းရှိတယ်လို့သိရပါတယ်။စစ်ရင်အားထပ်မံဖြည့်တင်းထားခြင်းလက်နက်ခဲယံလုံလောက်မှုမရှိခြင်းတို့ကြောင့်စခန်းကိုတော့သိမ့်ပိုင်နိုင်ခြင်းမရှိဘဲပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ပြောပါတယ်။ ရဲဘော်ဘာဆိုင်ကြသွားတဲ့အတွက်ဆိုပြီးတော့စစ်စင်ရေးလုတ်ခေတာပါစခန်းမသိမ်းနိုင်ခဲ့တာကတော့ပထမရှိတဲ့အင်အားနဲ့နောက်ထပ်အင်အားထပ်ဖြည့်ထားလို့စခန်းမသိမ်းနိုင်ခဲ့တာပါပြီးတော့ကြီနောက်ချံအင်အားနည်းနေတာလည်းပါပါတယ်လက်နက်ခဲယံအင်အားနဲ့တော့ပြန်လည်ဆုတ်ခွာခဲ့ရတာပါပြည်သူတွေအနေနဲ့ဒီလိုမျိုးစစ်ပွဲဖြစ်နေတဲ့နေရာကနေပြီးတော့ရှောင်နေပြေးကြပါပြီးတော့စစ်ကောင်စီတွေကင်းချထားတဲ့နေရာကနေပြီးတော့တနေရာမှာလွတ်လွတ်ကင်းကင်းနေပြေးကြပါလို့မှာကြပါတယ်လို့ ရန်ကုန်တိုက်ပတ်ကဖတိုက်ခိုက်ရေးအဖွဲ့၃ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုရန်ကုန်တိုက်ပတ်ကဖတိုက်ခိုက်ရေးတပ်ဖွဲ့၃နဲ့ပဲခူးခရိုင်တုံးခွန်တုံညတဲ့တိုက်ရင်တို့ပူးပေါင်းကဇွန်လ28ရက်နေ့ကဝဲတောင်ရွာတိုက်ပွဲမှာကြာဆုံးသွားတဲ့ရဲဘော်ဘာဆိုင်အထွတ်လက်တုံပြန်ဆစ်စင်ရေးအဖြစ်နဲ့ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရန်ကုန်တိုင်းပြည်သူ့ကာကွယ်အဖွဲ့ပတ်ကဖအနေနဲ့ဖြိုးမြွနဲ့ကြောက်ကြီးမြွနဲ့ ထန်းတပင်မြို့နယ်တို့မှာစစ်စင်ရေးများကိုဖော်ဆောင်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့အေယာဝတီတိုင်းညောင်တုံးမြို့နယ်အမှတ်6ရပ်ကွက်မှာပြူစောတိများကအရသာပြည်သူတအုပ်ဖြစ်တဲ့ကိုအောင်လွင်ကိုဓားနဲ့ဝိုင်းခုတ်တဲ့အတွက်ဒဏ်ရာရရှိပြီးတဲ့နောက်စေယုံကနေပြန်ဆင်းလာတဲ့အချိန်မှာကိုအောင်လွင်ကိုရဲတပ်ဖွဲ့ကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ25ရက်နေ့ည10:00နာရီအချိန်မှာညောင်တုံးမြို့အမှတ်6ရပ်ကနေအိမ်မှာကိုအောင်လွင်တို့ဇနီးမောင်နှံတို့စကားပြောနေတဲ့အချိန် တခိုးဆိုတဲ့အော်တန်ကိုကြားတဲ့အတွက်နေအိမ်ရဲ့အောက်ထပ်ကိုပြေးဆင်းကြည့်တဲ့အခါမှာပြူစောတိဘိုးချစ်ကိုတွေ့ခဲ့ရတယ်လို့ပြောပါတယ်။အဲဒီနောက်ပြူစောတိဘိုးချစ်ကအိမ်ပိုင်ရှင်ကိုအောင်လွင်ကိုမျက်နှာကိုဓာတ်နဲ့ခုတ်လိုက်တယ်လို့ပြောပါတယ်။ထပ်မံပြီးတော့နောက်ထပ်ရောက်လာတဲ့ပြူစောတိတွေကလည်းအိမ်ပိုင်ရှင်ကိုအောင်လွင်ကိုနံပါတ်တုံများရဲတွေများဓာတ်များနဲ့ထပ်မံဝိုင်းခုတ်ကြတယ်လို့သိရပါတယ်။အဲဒီနောက်ကိုအောင်လွင်ဟာပြူစောတိများရဲ့ဓာတ်နဲ့ဝိုင်းခုတ်ဝိုင်းဝန်းရိုက်နှက်မှုတွေကြောင့်ဆေးရုံတက်ကုသခံယူနေရပြီးတော့ဆေးရုံကပြန်လည်ဆင်းလာခဲ့တယ်လို့ပြောပါတယ်။အဲဒီအချိန်မှာ ညောင်တုံးမြို့မှာရဲစခန်းကအမှုကင်တယ်။ရဲအောင်မျိုးသူကကိုအောင်လွင်ကိုစစ်ဆေးမေးမြန်းရန်ရှိတယ်ဆိုပြီးလက်ရောက်ဖမ်းဆီးသွားတယ်လို့သိရပါဗါး။ဒါနဲ့အခုတ်ခံရတာကကိုအောင်လွင်မှာဒါနဲ့ခုတ်သွားတာကပြူစောတိတွေနဲ့အမတ်ချောက်ရက်ကွာဥက္ကဋ္ဌတိန်နိုင်ရဲ့ရောက်ဖတိန်ဆိုးထွေးတို့ကခုတ်ကြတာအခုကိုအောင်လွင်ကိုသူများအိမ်ပေါ်ညာကြီးအချိန်မတော်တက်တယ်ဆိုပြီးတော့ရဲစခန်းကဖမ်းထားတယ်တကယ်တမ်းကကိုအောင်လွင်ရဲ့နေအိမ်မှာပဲကိုအောင်လွင်ကိုပြူစောတိတွေကမတရားဝိုင်းရိုက်ကြတာလို့ဖမ်းဆီးခံထားတဲ့ကိုအောင်လွင်ရဲ့မိတ်ဆွေကရှင်းပြထားပါဗျာ ကိုအောင်လွင်ကိုဒါရဲတဲ့နံပါတ်တော့များနဲ့ အုပ်စုဖွဲ့ပြီးတော့ရိုက်နှက်ခဲ့တဲ့သူတွေဟာပြူစောတိအဖွဲ့ဝင်တွေဖြစ်ကြတယ်။ဘိုးချေတန်းဆိုးထွေဘုံငိုခေါ်ဇော်မင်းအောင်ရာဇာမင်းစိတ်ကလာဇင်ဦးနိုင်လင်အောင်စော်ထက်ဇင်ထက်ကိုကရင်ကြီးတန့်ဦးစိုးသိမ်းမြင့်မောင်ငမဲကြော်တန်းအောင်ကိုမင်းတို့အဖွဲ့ဖြစ်တယ်လို့သိရပါဗျ။ညာကြီးအချိန်မတော့ရတားပြည်သူတို့ရဲ့နေအိမ်ကိုပြူစောတိတွေကတွားကတ်တာကပစ္စည်းခိုးဖို့ဖြစ်နိုင်ပါတယ်။အဲ့ဒါကိုအင်ရှင်ကတွေ့သွားတော့ဝိုင်းပြီးရိုက်နှက်ကြတာမျိုးလို့ယူဆရတယ်လို့ညောင်တုံးကအခြားပြည်သူတို့ကသုံးသပ်ပြောဆိုထားပါဗျ။ ်ပြည်သူစစ်ခေါ်ပြူစောတိအဖွဲ့များဟာအကြမ်းဖက်စစ်တပ်ကလက်တက်မွေးထားတဲ့လက်ကင်တုံးများဖြစ်ပြီးတော့၎င်းအဖွဲ့များကကျွလုံနဲ့ပြစ်မှုများနဲ့ရာဇဝတ်မှုများကိုစစ်တပ်ရဲ့သဘောတူညီမှုမရဘဲနယ်မြေကရဲတပ်ဖွဲ့များကအရေးယူရန်ခက်ခဲနေတယ်လို့ရဲတရင်အရေးမြစ်ကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်အတွင်းကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့စင်ကွဲပေါက်ကွဲစီတက်တဲ့ cluster ဘုံများကျဲချတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ6ရက်နေ့ညနေ4:24မိနစ်အချိန်ကမှအကြမ်းဖက်စစ်ခွေးတပ်ရဲ့မိထီလာ၄တပ်ကနေတက်လာတဲ့တိုက်လေရင်ဒစီနဲ့တပိတ်ချင်းမြို့နယ်မှာရှိတဲ့ ကွင်း29ခေါက်ကွင်းကိုစင်ကွဲပေါက်ကွဲစီတတ်တယ်။ cluster ဘုံသီးများကျဲချပြီးတော့တိုက်ခိုက်သွားတယ်လို့သိရပါတယ်။အကြမ်းမဆက်တကကွင်း29ခေါက်ကွင်းကိုလေချောင်းတိုက်ခတ်မှုနှစ်ကြိမ်ပြုတ်လုခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူများထိခိုက်မှုမရှိတော့လဲတစ်ပေများသာထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။ညနေ4:26မိနစ်နဲ့32မိနစ်တိမှာလေချောင်းတိုက်ခတ်မှုနှစ်ကြိမ်ပြုတ်လုသွားပါတယ်။ ကွေးနတ်၁၉ခေါက်ကွင်းကိုကျဲတာကလပ်စတာဘုံဒီတွေကိုအုံပြူပြီးတိုက်ခိုက်သွားတာပြည်သူတွေတော့အထိကမရှိပါဘူးလို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ခွေးတပ်နဲ့ဝေးရမှာနေထိုင်ကြရန်နဲ့လေချောင်းရံကာကွယ်နိုင်ရန်အတွက်ဘုတ်ခုချင်းများကိုတူးထားကြရန်ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ကအတိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်ဝန်ကလူငယ်များကိုအတက်အကျအဓမ္မစစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့စူဆောင်းခေါ်ယူနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကစစ်မှုထမ်းတပ်သားတဲ့များတပ်ထဲကနေထွက်ပြေးခြင်းပုံကံတိုက်ခိုက်ခြင်းများမဖြစ်ပေါ်စေရေးအတွက်စစ်မှုထမ်းတပ်သားတဲ့လူငယ်များရဲ့နောက်ကျောင်းရာဇဝင်များကို အစင်းစစ်စစ်စစ်ကြက်မှတ်ကြရန်စစ်ဗိုလ်တန်းစင်ခေါ်ရေးဘုံအဖွဲ့ကညွန်ကြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ3ရက်နေ့မှာနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ဗိုလ်တန်းစင်ခေါ်ရေးဘုံအဖွဲ့အစည်းအဝေးနှစ်မြင့်ဆောင်2025ကအခုလိုညွန်ကြားလာခြင်းဖြစ်ပြီးတော့အဓိကအားဖြင့်စစ်ဗိုလ်တန်းတပ်သားတဲ့တချို့ကစစ်တပ်အရာရှိတချို့ကိုပုံကံပစ်ခတ်တဲ့ဖြစ်စဉ်တချို့ဖြစ်ပွားခဲ့တယ်လို့ပြောပါရတယ်။ဒါအပြင်စစ်ဗိုလ်တန်းတပ်သားတဲ့များကစုဖွဲ့ပြီးတော့ထွက်ပြေးခြင်းများလည်းများပြားလာခြင်းတို့ကြောင့်အခုလိုမျိုးညွန်ကြားလာခြင်းဖြစ်တယ်လို့သိရပါရတယ်။ စစ်ခွေးတက်ကစစ်မှုရန်တက်သားတဲ့များကိုအတင်းကျပ်ခေါ်ယူရမှာနောက်ကြောင်းရာဇဝင်ကိုစီစစ်ခြင်းမရှိဘဲအ धिक အသက်အရွယ်နဲ့ကျမ်းမာရေးကောင်းမွန်မှုကိုသာအ धिक ထားပြီးတော့စိတ်ခေါ်မှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်အခုလိုလှုပ်ဆောင်မှုတွေကြောင့်စစ်တပ်ကိုမလိုလားနိုင်ငံရေးနောက်ခံတမိုင်းကြောင်ရှိတဲ့မိသားစုအတိုင်းအဝိုင်းကလူငယ်တချို့ NLD ပါတီနဲ့ပတ်သက်ဆန့်ရွယ်သူများအပါအဝင်စစ်တပ်ကိုပြင်းပြင်းထန်ထန်ဆန့်ကျင်နေတဲ့အတိုင်းအဝိုင်းများကလူငယ်များပါဝင်လာတယ်လို့သိရပါတယ် ဒါကြောင့်တပ်ပြေးခြင်းနဲ့တပ်ကိုပုံကန်တိုက်ခိုက်တဲ့ဖြစ်စဉ်တချို့ဖြစ်ပွားလာတယ်လို့ပြောပါတယ်။ဒါကြောင့်စစ်မှုထမ်းတပ်သားတက်များဆင်ခေါ်ရမှာလူရရှိရေးတခုတည်းကိုဦးစားမပေးတော့ဘဲအစစ်အစစ်စနစ်တကျတေးချာစွာစီစစ်ကြက်မှတ်ပြီးတော့ခေါ်ယူရန်တိုင်းစစ်ဌာနချုပ်များကလည်းစီစစ်ကြက်မှတ်ပြီးတော့ခေါ်ယူရမှာဖြစ်တယ်လို့ပြည်နယ်တိုင်းစစ်ကောင်စီဝန်ကြီးချုပ်များကလည်းစစ်မှုထမ်းများရဲ့နောက်ကျောင်းရာဇဝင်များဆင်ခေါ်ရေးနဲ့ပတ်သက်တဲ့စီစစ်ကြက်မှတ်ပေးသွားပါရန်လိုအပ်တယ်လို့ အကြမ်းဖက်စစ်ခွေးတပ်ကညွှန်ကြားလာတယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူ့စစ်မှုထမ်းကိုရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် National Service Information Management System NSIMS နဲ့စစ်မှုထမ်းများကိုမှတ်ပုံတင်စရင်သွင်းပြီးတော့စစ်မှုထမ်းရမယ့်သူများကင်းလွတ်ပေါ်ရွှေ့ဆိုင်ခွင့်ရရှိသူများမှတ်ပုံတင်ထားရန်စစ်မှုထမ်းရယာယီရွှေ့ဆိုင်ခွင့်ပြုထားသူများကိုစနစ်တကျမှတ်တမ်းရေးသွင်းပြီးတော့ပြန်လည်ဆင့်ခေါ်ရမယ့်အချိန်မှာရာနှုန်းပြည့်ပြန်လည်ဆင့်ခေါ်နိုင်ရေးအတွက်စနစ်တကျစက်မှတ်ဆောင်ရွက်ရန်စစ်မှုထမ်းရန်ရှောင်တိမ်သွားသူများကိုလည်း ဥပဒေနဲ့အရေးယူနိုင်ရေးအတွက်ဆောင်ရွက်ရန်ခမှန်ညွှန်ကြားလာတယ်လို့သိရပါဗါဒအကြမ်းဖက်စစ်ခွေးတွေက2024ခုနှစ်ဧပြီလကစတင်ပြီးတော့စစ်မှုထမ်းတင်နှမ်းများကိုဖွင့်လှစ်လာရာအခု2025ခုနှစ်ဇူလိုင်လမှာစစ်မှုထမ်းအပတ်စဉ်15ကိုဖွင့်လှစ်တော့မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့ အကြံဖတ်စစ်ခွေးတက်ကစစ်မှုရန်တပ်သားတဲ့71ဦးဟာလက်နက်ရှစ်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ30ရက်နေ့မှာချင်းပြည်နယ်အတွင်းကိုရောက်ရှိနေတဲ့အကြံဖတ်စစ်ခွေးစစ်ကြောင်းကစစ်မှုရန်တပ်သားတဲ့71ဦးဟာတနက်ရှစ်လက်ကိုယူဆောင်လာပြီးတော့ကလေးမျိုးပြပျောက်ကြား UG အဖွဲ့ထံမှအလင်းဝင်ရောက်လာတယ်လို့သိရပါဗါးအလင်းဝင်လာတဲ့တပ်သားတဲ့71ဦးဟာတပ်မ၈တပ်မ39တက်တပ်မ59ကစစ်မှုရန်အပတ်စဉ်6 8နဲ့၄တင်းတန်းစင်းများဖြစ်ပြီးတော့ အတင်းအဓမ္မစစ်တပ်ထဲမှာစုဆောင်းခံရသူများဖြစ်တယ်လို့သိရပါဗျ။အခုစီဒီအမ်ပြုတ်လုလာတဲ့အတွက်စုချင်းငွေချင်းမြင့်ဖို့အတွက်ငွေချင်းအခက်ခဲရှိနေလို့ကူညီပေးကြပါလို့ပြည်သူတွေကိုမြေတားရက်ခံကြပါတယ်စစ်ကောင်စီဟာအတင်းအဓမ္မတတ်သားတဲ့စုဆောင်းမှုတွေများပြားလာတော့ လူငယ်တွေအနေနဲ့ဂရုစိုက်သွားလာနေထိုင်ကြပါဖြစ်နိုင်ရင်လွမြောက်နေမြေတွေကိုရွှေ့ပြောင်းပြီးတော့တော်လိုင်းရေးအထွတ်နိုင်ယာတာဝန်ကိုထမ်းဆောင်စေချင်ပါတယ်လို့ကလေးမျိုးပြပြောက်ကြား UG အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်အဲ့ဒီစစ်မှုထမ်းတပ်သားတဲ့၁၂ဦးဟာ MA1 တနက်6လက် MA3 တနက်2လက်ကြီပေါက်15ခုနဲ့ကြီ962တောင်းတို့ကိုယူဆောင်လာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ